ကဘာအန်ဒီရဲ့အရှိဆုံးနဲ့တောင်းလမ်းမှုမရှိတဲ့ထရိတ်ဆန်တွေထဲမှာဘသူကိုပြေးမြင့်မိပါသလဲချင်းသစ်လားတက်ပစ်တွေလားဒါရီမဟုတ်ပါဘူးကဘာစံချိန်တင်စည်းရင်းဝင်ခဲ့တဲ့အရွယ်စားနဲ့မလိုက်အောင်ရဲရဲနဲ့ထရိတ်ဆန်တကောင်ရှိပါလားသူကတော့ဟာမီပဂျာလို့ခေါ်တဲ့လူသိများတဲ့အမွေးပွားပွားနဲ့ချစ်စရာကောင်းကလေးပါကဘာဝရဲ့ဂန်စတာတယောက်အနေနဲ့သူ့ကိုကဘာကြီးကဘာလို့အသီးမပြုတ်ခဲ့တာလဲဆိုတာကိုဆက်လေ့လာကြည့်ပါဦး။သူကဘာလို့ဘဲရကူမှမကြောက်ရတာလဲ။သူ့ခန္ဓာကိုယ်ကဘလောက်တောင်တန်မာနေလို့လဲ။ဒီနေ့မှတော့သူ့ရဲ့လှုပ်ရွှက်ချက်တွေကိုထုတ်ဖို့ကြီးကြရအောင်။ ။ဟန်နီဘာဂျာရဲ့မကြောက်တတ်တဲ့အပြုမှုတွေကမိုက်မင်မဟုတ်ပါဘူး။ဒါစင်ကေပြောင်းလဲမှုရရရှိလာတဲ့ကာကွယ်စနစ်တစ်ခုပါ။ပထမဆုံးလိုအပ်ချက်ကတော့သူ့ရဲ့အရေးကုန်တွေပါ။ဟန်နီဘာဂျာရဲ့အရေးကုန်ဟာရှင်သစ်အရေးကုန်တဲ့အစ90ပို့ထူတဲ့ကျွဲရဲ့အရေးကုန်ထပ်ပင်ပို့ထူပါလား။ဒီအရေးကုန်ဟာမြားချက်ပြားတုပ်တာတွေနဲ့တားရဲတွေရဲ့အကိုက်ချက်တွေကိုခံနိုင်ရင်ရှိအောင်သာမကသူ့ရဲ့အသားကအယိုးနဲ့ကပ်မနေဘဲရော့တီရော့ရဲဖြစ်နေပါလား။ ဒါကြောင့်ตาရဲ့တကောင်ကသူ့ကိုဖမ်းဆွဲထားရင်တော့သူကခန္ဓာကိုယ်ကိုလှည့်ပြီးရန်သူကိုပြန်လဲကိုက်ခဲတိုက်ခိုက်နိုင်ပါတယ်ဒုတိယလက်နက်ကတော့ခန္ဓာကိုယ်တိဆောက်ပုံမှာဟန်နီဘဂျာတွေကတင်းငယ်ပြီးမှသူ့မှာအစွမ်းတက်တဲ့မေးရိုးနဲ့သွားတွေပါရှိပါတယ်ဒီမေးရိုးတွေကလက်ခွန်မာကြီးတွေကိုတော့အလွယ်တကူချိုးဖြတ်နိုင်ပါတယ်ဒါအပြင်ရှေ့လက်မှာရှိတဲ့လက်သေးချွန်းကြီးတွေကမြေကြီးကိုအမခမ်းမြတ်နှုံးနဲ့တူးဆွနိုင်ရင်သာမကတိုက်ခတ်ရင်းမှလည်းကြောက်မက်ွယ်လက်နက်တွေဖြစ်လာပါတယ်တတိယနဲ့အရေးကြီးဆုံးလက်နက်ကတော့အစိတ်တန်ခံနိုင်ရပါပဲဟန် နိဗ္ဗာအစိတ်ပြင်းတဲ့မွေစိုးတွေဥပမာတိုးကြီးမွေဟောင်းနဲ့မွေဝေးတို့လိုမွေတွေကိုအမဲလိုက်စားသုံးပါလေမွေကြိုက်ခံရရင်သူတို့ဟာခဏတာမူးမေ့လဲကြသွားနိုင်ပေမဲ့နိုင်အနေငယ်အတွင်းမှာပဲအစိတ်တန်ကနေပြန်လည်နိုးထလာပြီးသူတို့အမဲလိုက်ထားတဲ့အကောင်ကိုပြန်စားတတ်တဲ့အံ့ဖွယ်စွမ်းရည်တွေရှိပါတယ်ဒီအစွမ်းတွေကပဲသူ့ကိုအာဖရိကရဲ့အန်ဒီရဲ့အရှိဆုံးတားကောင်းတွေထဲကတကောင်ဖြစ်စေပါတယ် ရုပ်ပိုင်းဆိုင်ရာအာသကြက်တွေအပြင်ဟာနီဘာဂျာမှာမိုင်းယူရဲဆန်တဲ့စိတ်ဓာတ်တစ်ခုရှိပါတယ်သူတို့ဟာခုတ်တက်အစပေါင်းများစွာကြီးမားတဲ့ချင်းတစ်အုပ်ကြက်တစ်ဒါမှမဟုတ်ကျွဲတွေကိုတော့နောက်မဆုတ်တဲ့ရင်ဆိုင်တိုက်ခိုက်ဖို့မတွန့်ဆုတ်ပါဘူးဘာကြောင့်လဲဆိုတော့အဓိကတော့ချက်ကသူတို့ရဲ့ရန်လိုတက်တဲ့စိတ်သဘောထားပါပဲဒီကောင်လေးတွေကပြေးဖို့တက်တိုက်ခိုက်ဖို့ကိုပိုရွေးချယ်လို့ရှိပြီးရန်သူရဲ့အနည်းရဲ့အရှိဆုံးနေရာတွေဖြစ်တဲ့အမျက်လုံးကိုသာပြင်မှတ်ထားတိုက်ခိုက်တတ်ကြပါတယ် သူတို့ရဲ့တိုက်ခိုက်ရေးနည်းပြဟာအလွန်ထက်မြက်ပါတယ်။ချင်းတဲ့လိုအကောင်ကြီးတွေနဲ့ရန်ဖြစ်ရင်သူတို့ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတွေကိုပြင်းပထားတိုက်ခိုက်တာကြောင့်တားကုန်ကြီးတွေကဒဏ်ရာမရအောင်ရှောင်ရှားပြီးနောက်ဆုတ်သွားလေးရှိပါတယ်။ဒါပြင်သူတို့မှာလှုပ်အပ်ချက်လက်နက်တခုရှိပါသေးတယ်။အန်ဒီရဲနဲ့ကြုံရရင်ဟန်ဒီပန်ဂျာတွေကအနံ့ဆိုးတွေထွက်တဲ့ကလေးကနေအနံ့ဆိုးတွေကိုထုတ်လုပ်ပြီးရန်သူကိုထွက်ပြေးစေပါတယ်။ဟန်ဒီပန်ဂျာတွေကတမ်းမာယူတွေမကဘူးညံလဲအလွန်ထက်မြက်ပါတယ်။ ိပ္ပံပညာရှင်တို့ရဲ့အမှတ်တမ်းတွေရာသူတို့ဟာအစာစားပွေးရမှာဒါမှမဟုတ်လောင်ရင်တဲကနေထွက်ပြေးရမှာကြောက်တုံးနဲ့တစ်တုံးတို့ရဲ့ကိရိယာတွေကိုအသုံးပြုတတ်တဲ့တရိစ္ဆာန်မျိုးစိတ်အ ਨੇ စုတွေကတခုဖြစ်ပါတယ်သူတို့ရဲ့မစုံမနစ်ကြိုးစားမှုဉာဏ်ရည်နဲ့ရန်လိုတဲ့သဘာဝတို့ပေါင်းစပ်လိုက်တဲ့အခါတော်တွင်းကဘယ်သူမှမပတ်သက်ချင်တဲ့ဂန်စတာတကောင်ဖြစ်လာတာစမ်းပါဘူးနီကုံချိုရဟန်နင်ပါကြတို့ရအရွယ်အစားသိငယ်ပေမဲ့ဘသူကမှမကြောက်တာရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေဖြစ်တဲ့ထုထဲပြီးရော့တီရော့ရဲတဲ့အရေးကုန်အစွမ်းထက်တဲ့ခြေသေးလက်သေးနဲ့မေယူအပြင်အစိတ်နဲ့ခံနိုင် လျင်လိုပြီးတိုက်ခိုက်တတ်တဲ့စိတ်တတူကြောင့်ဖြစ်ပါတယ်အင်္ဂလိပ်လို honey ပကြားလို့ခေါ်ဝင်မှာတောအုပ်ထဲမှာတော့သူကဘယ်ကောင်းမှ green side ဆိုတဲ့ပုံစံနဲ့အရှင်းတန်နေတဲ့တကယ် gangster တယောက်ပါပြီးတော့သူတို့ဟာသဘောကပေးထားတဲ့တင်ကန်းစာတစ်ခုလည်းဖြစ်ပါတယ်အမှန်တကယ်ခွားဆိုတာရွယ်စားမှမဟုတ်ပဲရဲရင်နဲ့စိတ်တနဲ့အတင်းတော်ဆုံးသောကာကွယ်ရေးပုံစံဖြင့်ညံ့ရင်ညံ့ပြီးအပေါ်မှာမူတည်နေတဲ့ဆိုတာကိုဒီကောင်လေးကတသက်ပြနေပါတယ်ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်